ကျွန်တော်တို့ရှေ့ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့14ရက်ဇွန်လ2025စနေနေ့အထိတပတ်တာကာလအတွင်းကျွန်တော်တို့အင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲတော့ဒီတစ်ပတ်မှာဆိုရင်တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဆိုရင်တော့ဟာလာကိုက ရွှေငွေရတနာတွေဟလာရုပ်တရက်ဝင်တတ်တယ်လက်ရွှင်တတ်တယ်လက်လာဘက်တွေဝင်တတ်တယ်ဟလာအကိုကဘယ်လိုပြောမလဲဆိုရင်တခြားသူတွေရဲ့အကူအညီအထောက်ပံ့ပံ့ပိုးမှုတွေရတတ်တယ်အဲ့တော့အသားဖြစ်ကြီးခဲ့သူဂုံအားဖြစ်ကြီးခဲ့သူတွေရှိကအကူအညီအထောက်ပံ့နေဟလာတောင်းဆရာရှိတဲ့သူတောင်းခံခြင်းဖြင့်အဆင်ပြေမယ်ကောင်းသောခရီးတွေလည်းကြုံရမှာဖြစ်ပါတယ်စိတ်ချမ်းသာမယ်ခရီးအကျိုးရှိတဲ့ခရီးတွေကြုံမယ်အခြားသောအရေးကြီးကိစ္စခရီးကိစ္စတွေကိုစီမံဆောင်ရွက်လုပ်ကံခြင်းဖြင့်အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ ိုပြီးခဲ့တဲ့ကာလမှာပြုလုပ်ထားခဲ့တဲ့ပင်းဆက်ထားခဲ့တဲ့ကုသကောင်းမှုတွေဟာအခုချိန်မှာပြန်ပြီးအကျိုးခံစားရပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဟုတ်လားငွေကြေးကြံစီတွေဆိုရင်လည်းအောင်မြင်မယ်ကိုပိုင်လုံကအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေဆိုရင်လည်းတာမန်နဲ့မတူပို့ပြီးတော့ရောင်းအားကောင်းတာတိုးတက်တာအောင်မြင်မှုတွေရတာမျိုးတွေကြုံရမယ်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်လည်းပြောစရာမလိုဘူးဒီတစ်ပတ်မှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ်ကြည်နူးရမယ်လူငယ်များဖို့ချစ်သူကြီးစားအသည့်တွေရလိမ့်မယ် ဟုတ်လားကျမ်းမာရေမကောင်းလို့အေးရတဲ့လဲနေတဲ့မိတ်ဆွေတွေဆိုရင်လည်းကျမ်းမာရေပြန်လဲကောင်းမွန်လာမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာလဲကျွန်တော်တို့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ကတော့ဟုတ်လားကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေလောက်ကန်ကြံစီသမ ्या တွေကအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်ပြီးခဲ့တဲ့ကာလတွေမှာအစမပြေခဲ့တဲ့အရာတွေဟုတ်လားကိုကြိုးစားတဲ့ဟာတွေကမဖြစ်ခဲ့တာတွေကဒီတပတ်မှာပြန်လဲကြိုးစားခြင်းဖြစ်ပြန်ပြီးတော့ဖြစ်လာမှာကံကောင်းလာမှာဖြစ်ပါတယ်အဲ့တော့ကိုဖြစ်ကျင်တာရကျင်တာကိုလိုချင်တာဒီတပတ်တာမှာကြိုးစားခြင်းဖြစ်ဖြစ်မယ် ဆိုတဲ့တပတ်တာဖြစ်ပါတယ်ကံလိုက်နေတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ဒီကို့အတွက်ကံကောင်းခြင်းတွေတည်ဆောင်လာတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လောက်ကံကြံစီသမယတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာကိုဖြစ်ခြင်းရခြင်းလူခြင်းပိုင်ခြင်းတွေကိုကြိုးစားခြင်းဖြင့်အောင်မြင်မယ်အဲ့တော့ပြီးခဲ့တဲ့ကာလတွေမှာရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေစိတ်ညစ်စရာတွေပူပန်တောကတွေကလည်းကောင်းစွာလွတ်မြောက်ပြီးတော့ ဟလာအေးစေးလုံးလုံးလလနဲ့လူတိုင်းတရနိုင်တဲ့တပတ်တာကာလာလို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အလိုကံကောင်းပါတယ်ဒီတပတ်တော့ကံကောင်းလက်ရှိကဏ္ဍနေနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းအညူအကြောင်းဖြစ်ပါတယ်အင်္ဂါသာသမီမိတ်ဆွေတွေအတွက်ပါ